ပါရှင်ကျမသစင်ပါပြီးခဲ့တဲ့တပတ်တွင်မှာ People's Spin ကတင်ဆက်ပေးခဲ့တဲ့သတင်းတွေထဲကထူးခြားတဲ့သတင်းဖြစ်ရတဲ့ချို့ကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်စစ်ကောင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ပေးဖို့မြန်မာတမ်မတ်ကြီးတောင်းဆိုလိုက်ပါတယ် DKPA တရက်လုံးနဲ့ခေါင်းဆောင်၄ယောက်ကို American အရေးယူတန်းခတ်လိုက်တာပါရွှေကုတ်ကိုကြားဖြန့်မျိုးအဓိကအရင်းနှီးမြုပ်နှံသူကိုတရုတ်စီထိုင်းလွှဲပြောင်းပေးလိုက်ပါပြီဒီသတင်းနဲ့တူတခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရမှာပါ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဆရာဇဝတ်သားမင်းအောင်လှန်ကိုဖမ်းဝရမ်းထုတ်ဖို့အဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာတံအမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။အကျဉ်း၈၀မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့နိုင်ငံတကာရာဇဝတ်ခုံရုံးအစီရင်ခံစာခေါင်းဆောင်အောက်ကအထွေထွေဆွေးနွေးမှုကိုနိုဝင်ဘာလ17ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံအပေါ်ဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၄၀ကျော်ကကုသလေတွေမေခွန်းပြောကြားခဲ့ကြပါတယ် စစ်အာဏာရှင်စနစ်အစုံတက်ဖို့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့နဲ့မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတတဲ့အနာဂတ်ကိုရရှိစေဖို့မြန်မာပြည်သူတွေရဲ့ကြိုးစားမှုတွေမှာအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ပြည်သူတွေနဲ့အတူခိုင်မာစွာယက်တည်ကြဖို့လေတန်အမတ်ကြီးကတောင်းဆိုလိုက်တာပါစစ်အုပ်စုဟာမြန်မာပြည်သူတွေအပေါ်စိတ်အားစွန်းမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကြီးလေးတဲ့ရာဇဝတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေကြောင်းနဲ့ခိုင်မာတဲ့တပ်တွေအထောက်အထားတွေနဲ့အချက်အလက်တွေကိုလည်း ကုလသမဂ္ဂရဲ့အစီရင်ခံစာအသီးသီးမှာအတိအလင်းဖော်ပြထားကြောင်းတန်အမတ်ကြီးကရှင်းပြပါရယ်တရားမဝင်အာဏာသိမ်းဖို့ကြိုးပမ်းမှုဖြစ်ပြီးနောက်လင်းနစ်ကျော်ကာလအတွင်းမှာစစ်တပ်ကအရက်ဘတ်စစ်ဘတ်ခွဲခြားမှုမရှိတဲ့လေကြောင်းတိုက်ခိုက်မှုပေါင်း3844ကြိမ်ပြုလုပ်ခဲ့ပြီးလူပေါင်း4135ယောက်သေဆုံးခဲ့ရပါတယ်စာတင်ကြောင်းဆေးရုံဆေးခန်းနဲ့ဘာသာရေးအဆောက်အအုံပေါင်း1000ကျော်အပဝင်ပုတ်ကလေးကပိုင်းပစ္စည်းစုစုပေါင်း3000ကျော်ပစ္စည်းခဲ့တယ်လို့ တန်အမတ်ကြီးကဆိုထားပါတယ်။ဒါ့အပြင်အမျိုးသမီးမင်းကလေးငယ်တွေနဲ့ကလေးငယ်တွေအပေါင်းဝင်အရက်သား4863ရောက်အသက်ဆုံးရှုံးခဲ့ရတဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း452ကြိမ်ထိကျူးလွန်ခဲ့ကြောင်းလည်းထည့်သွင်းဖော်ပြခဲ့ပါတယ်ရှင်။အာနာဒိန်စကောင်စီရဲ့မဟာမိတ်ကရင်လက်နက်ကအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Democratic ကရင်အကျိုးပြုတပ်မတော် DKP နဲ့အဖွဲ့ခေါင်းဆောင်၄ယောက်အပြင်သူတို့နဲ့ဆက်စပ်တဲ့ကုမ္ပဏီတွေကို အမေရိကန်အစိုးရကနမည်ပြက်စင်းသွင်းပြီးအရေးယူတန်းခတ်လိုက်ပါတယ်။အမေရိကန်ရဲ့ပိတ်ဆို့မှုစီးရင်မှာပါဝင်ခဲ့တဲ့ DKBA ခေါင်းဆောင်တွေကတော့ Sosti, Sosin Win, Sosan Aung နဲ့ Sain Jolla တို့ဖြစ်ပါတယ်။ American အစိုးရရဲ့ပိတ်ဆို့အရေးယူမှုမူဝါဒကိုအဓိကတောင်းဝန်ယူတဲ့ဘန်ဒါရေးဝန်ကြီးဌာနက November 12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ရမှာတော့ DKBA အပြင်ဆက်ဆက်ကုမ္ပဏီတွေဖြစ်တဲ့ Trans Asia International Holding Group Thailand နဲ့ Trust Star တို့လည်းအရေးယူပိတ်ဆို့ခံရတဲ့အစီရင်မှာပေါဝင်လာတာတွေ့ရပါတယ်။နောက်ပြီးတရုတ် DCI ဂိုင်းတွေနဲ့အဆက်ဆက်ရှိနေတဲ့ထိုင်းနိုင်ငံသား၆မှုစာဝန်လည်းပေါဝင်ခဲ့တာပါ။ American ကကြေညာခဲ့တဲ့ပိတ်ဆို့အရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီလူပိုကိုတဲ့အဖွဲ့အစည်းတွေဟာ American နိုင်ငံသားတွေကိုထိခိုက်နေတာစီတဲ့ Cyber ငွေကြေးလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေနဲ့ဒါရအရှက်နယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်ရှင်။ online ငွေလိမ်လုပ်ငန်းကြားဖြတ်မျိုးတော်တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ ရွှေကုတ်ကိုမြို့သစ်စီမံကိန်းမှာအဓိကအရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်တရုတ်ကမ္ဘောဒီးယားနိုင်ငံသားရှီကျင်ချန်းကိုထိုင်းအာဏာပိုင်တွေကတရုတ်စီပြန်လွှဲပေးလိုက်ပါတယ်။ရှီကျင်ချန်းဟာရွှေကုတ်ကိုမြို့သစ်ကိုကရင်နယ်ခြားစောက်တဲ့ BGF ခေါင်းဆောင်ဆော့ချစ်သူနဲ့တူတည်ထောင်ခဲ့တာပါ။သူတို့ကိုအမေရိကန်နဲ့ဗြိတိန်ကအရေးယူတန်းခတ်ထားပါတယ်။အသက်53နှစ်အရွယ်ရှီကိုထိုင်းအထူးရဲတပ်ဖွဲ့ဝင်တွေကချုံနောင်ပြီးနေရာရွှေ့နေတဲ့ဓာတ်ပုံတွေကိုထိုင်းသတင်းဌာနတချို့ကဖော်ပြခဲ့ကြတာပါ။ တရားမဝင် online လောင်းကစားလုပ်ငန်းတွေနဲ့ဆက်နွယ်တဲ့ဆက်ဆဲချက်တွေအတွက်အလို့ရှိကြောင်းတရုတ်ရဲတပ်ဖွဲ့ကအပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့ကတဆင့်ဆက်သွယ်ခဲ့တဲ့နောက်ဘန်ကောက်မှာရှိနေတဲ့ရှီကိုထိုင်းရဲတပ်ဖွဲ့က2022 August လမှာဖမ်းဆီးခဲ့တာပါစစ်တပ်နဲ့ BGF ကလေကကောဒေသကခခေပောက်ကိုကြားဖြတ်နေနေရေးလုပ်တယ်ဆိုပြီးအဲဒီမှာလောက်ကိုင်းနေသူတွေကိုပြန်ခိုင်းပြီးအဆောက်အုံတရာကျော်ကိုဘုံခွဲဖြက်စီးပြနေပါတယ်ဒါပေမဲ့ရွှေကုတ်ကိုမြို့သိကြောက်ခတ်အပေါဝင် အခြားကြားဖြန့်လုပ်ငန်းတွေများစွာရှိတဲ့နေရာတွေကိုတော့အခုချိန်ထိထိပါးတာမျိုးမရှိသေးပါဘူးရှင်။စစ်တပ်ရဲ့အမတ်၁၆ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ၁၆အနီးတိုက်ပွဲပြင်းထန်နေပြီးနေရီကန်ဘျူဟာကိုလည်းပိတ်ဆို့တိုက်ခိုက်နေကြောင်းနဲ့တိုက်ပွဲတွေအတွင်းစစ်သားအများအပြားထွက်ပြေးနေတာလက်နက်ချသူတွေလည်းရှိတယ်လို့အရခတတော် AA ကနိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ဘကိုးတိုင်းပဒေါင်းမြို့နယ်ထဲကကပ္ပစ16နီးညောင်ကျိုးကျေးရွာလေလာတောင်ပတ်ဝန်းကျင် ကွေးတိုင်းငဖဲမြို့နယ်ကနယ်ရီကံပြူဟောင်းကုန်အေရဝတီတိုင်းတာပေါင်းနဲ့လေးမျက်နာမြို့နယ်တွေမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထွက်ပြေးလာသူအလံပြူထောင်လက်နက်ချသူနဲ့ဖမ်းဆီးရရှိသူစုစုပေါင်း80ကျော်ရှိလာတယ်လို့အေအေကအသေးစိတ်ထုတ်ပြန်ထားတာပါစစ်တပ်ရဲ့ရန်တွေချက်လုပ်တဲ့စက်ရုံကပ္ပစ16အနီးမှာနိုဝင်ဘာ10ရက်ကနေ10ရက်အတွင်းတိုက်ပွဲတွေမှာ အမတ်30စစ်စင်ရဲ့ကုကဲမှုဌာနချုပ်စကခ30လောက်ခန်းခေါမရ361 ခမရ363တယင်းတွေကနေထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်16ရောက်ထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာစစ်ကောင်စီကအစိုးမအနေမျိုးတွေပြန်လည်ရရှိဖို့အတွက်အင်အားအလုံးရင်းနဲ့ထုတ်စစ်ဆင်နေတယ်လို့ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ဆလိုင်းရောမန်ကပြောပါတယ်။နိုဝင်ဘာလ10ရက်ကကျင်းပတဲ့ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်တပ်ဖွဲ့အတွက်ရန်ပုံငွေရှာဖွေရေးလှောင်ရှားမှုမှာဆလိုင်းရောမန်ကအချင်းပြည့်စစ်ရေးအခြေအနေတွေကိုထုတ်ပေါ်ပြောပြခဲ့တာပါ။ စစ်ကောင်စီဟာရှမ်းမြောက်မှာအပြစ်ရဆဲပြီးတဲ့နောက်မြေပြတ်နဲ့ချင်းပြည်ကိုထုတ်ဆစ်စင်နေတာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုစိုးမှုနေမြေတွေပြန်ရဖို့စစ်ကောင်စီကြိုးပမ်းရမှာချင်းပြည်ထက်မြေပန်းကပထဝီအနေထားအရထောက်ဖို့ပေးနိုင်မှုအခြေအနေအရစစ်ကောင်စီအတွက် ပိုပြီးလွယ်ကူနိုင်မယ့်အနေထားရှိတယ်လို့ဆလိုင်းရောမန်ကပြောပါတယ်စစ်ကောင်စီကချင်းပြည်ကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစိုးမှုနေမြေပြန်ရယူခြင်းနဲ့အတွက်ကြောင့်တောက်လျှောက်ထုတ်ဆစ်ဆောင်လာပြီးထောင်နဲ့ချင်းနီးပါးရှိတဲ့စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ပွားနေတယ်လို့ဆလိုင်းရောမန်ကဇက်ပြောပါတယ်။ချင်းတောင်ပိုင်းဒေသကိုဦးတည်တဲ့စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုအခုခံတုံ့ပြန်ရမှာမဟာမိတ်အင်အားကောင်းတော်ခန်းစစ်စီကိုရှေ့တိုးနိုင်တော့ဒေါ်လရေးကိုနှောက်ရှက်မဲ့အဖွဲ့အစည်းနေတာကြောင့်ပြင်းစင်ချိန်ပိုရပြီးအသက်ရှူပိုချောင်တယ်လို့ဆလိုင်းရောမန်ကရှင်းပြပါတယ်ရှင်။လာရှိုးမြနာမှာတက်ဆွဲထားတဲ့ကိုကတ်တက်တွေစုပ်ပေးဖို့အစ်စ်ကောင်စီရဲ့တောင်းဆိုမှုအဆင်မပြေတဲ့နောက်နှစ်ဖက်ဆက်ဆံရေးပိုတင်းလာပြီး တရုတ်ဘက်ကဝင်လာတဲ့ကုန်ကားတွေကိုစစ်တပ်ကပြန်လှည့်ခိုင်းတယ်လို့လာရှိုးတီဘောကြားကဒေါထဝရီမြကူတရားကိုလည်းနှစ်ဖက်စလုံးကပိတ်လိုက်ပြီလို့ဒေသခံတွေကပြောပါတယ်။တရုတ်နယ်စပ်ကနေကိုကန်ကိုဖြတ်ဝင်လာတဲ့ကားတွေကိုလာရှိုးကနေစစ်ကောင်စီကပိတ်တယ်။ MMDA ကလည်းတီဘောတရားကိုပိတ်ပစ်တယ်။ MMDA ကပိတ်တော့စစ်ကောင်စီကလည်းတီဘောမြို့ဘက်ချမ်းကနေပိတ်တယ်။အခြေအနေကပိတ်ကားပေါ်စောက်ကြည့်ရတော့မယ်လို့တီဘောမြို့ခံသူကနိုဝင်ဘာ14ရက်နေ့အခြေအနေကိုပြောပြတာပါ။ လာရှိုးမြို့ကနေမန္တလေးမြို့ဘက်ကိုဦးတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မွန်နဲ့တက်ရန်မိုင်းရံမြို့ဘက်ကိုသွားတဲ့နန်းပေါင်းဟိုရကြီးရွာတွေမှာဂိုကန်တက်ကတက်ဆွဲထားတာဖြစ်ပါတယ်။အဲ့ဒီနေရာတွေဟာတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရေးနဲ့တူဂိုကန်တက်တင်းယူခဲ့တဲ့နေမြေထဲမှာပေါဝင်တာပါ။၂၀၂၅အေပရာလမှာစစ်အုပ်စုကတရုတ်အစိုးရရဲ့အကူအညီနဲ့လာရှိုးမြို့ကိုပြန်ယူပြီးတဲ့နောက်အဲ့ဒီနေရာတွေကနေတဆင့်ချင်းဆုတ်ပေးဖို့စစ်ကောင်စီကဇက်တိုက်တောင်းဆိုနေတာဖြစ်ပြီး ဂိုကန်တက်ကလက်မခံဘူးလို့သိရတာပါ။ဒီဘောမျိုးကိုစစ်တပ်ကပြီးခဲ့တဲ့ဩဂတ်လ15ရက်နေ့မှာထိန်းချုပ်ခဲ့တယ်လို့ကြေညာပေမဲ့မြို့ပေါ်မှာရှိတဲ့တရားကိုတော့အပြည့်အဝမထိန်းချုပ်နိုင်သေးဘူးလို့ဒေသခံတချို့ကပြောတာပါ။တရားရဲ့ဒီဘောမျိုးတဲ့ဘက်ကိုစစ်တပ်ကတက်ဆွဲထားပြီးလာရှိုးမျိုးဘက်ကိုထွက်တဲ့ဗတ်ချမ်းမှာတော့ဂိုကန်တက်ကတက်ဆွဲထားပါတယ်။နိုဝင်ဘာ14ရက်နေ့မှာတော့တရားကိုနှစ်ဖက်စလုံးကပိတ်ထားလို့ကုန်ကားတွေရပ်ထားရပါတယ်ရှင်။မြန်မာတိုင်းနယ်စပ်မြို့ဖြစ်တဲ့ တနင်္လာရီတိုင်းကမောတောင်မြို့ကို KNU KNL ဥဆောင်တဲ့တော်လှန်ရေးတပ်တွေကနိုဝင်ဘာ14ရက်မနက်ပိုင်းမှာအပိသက်သိမ်းပိုင်နိုင်ခဲ့ပါတယ်စစ်ကောင်စီရဲ့အမှတ်224ခြေလျင်တက်ရင်ခလာရအနှစ်နှစ်လေးအခြေစိုက်တဲ့မောတောင်မြို့ကအနေဆက်ဗျူဟာစကန်ကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးဥဆောင်တဲ့ပူးပေါင်းတပ်တွေကနိုဝင်ဘာ12ရက်မနက်ပိုင်းမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ကြတာပါနိုဝင်ဘာ14ရက်နေ့မနက်ပိုင်းမှာမောတောင်မြို့ဟာစကန်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစုစုပေါင်း90လောက်ဟာ စခန်းစွန့်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။မောတောင်မျိုးကတခုတည်းသောနေဆက်ဖြူအားစခန်းကိုသိမ်းပိုက်နေခဲ့တာဖြစ်တာကြောင့်မျိုးကိုတော်လရေးတက်တွေကအထင်းချုံနိုင်သွားပြီလို့စစ်ရေးသတင်းရမကပြောပါတယ်။ထိုင်းနိုင်ငံတဲကိုထွက်ပြေးလာတဲ့စစ်ကောင်စီအဖွဲ့တွေမှာအရာရှိ၃ယောက်ကဒဏ်ရာတွေရရှိထားလို့ထိုင်းအာဏာပိုင်တွေကအစိမ်းရုံတင်ပေးထားတယ်လို့သိရတာပါ။ KNU ပြောရေးဆိုခွင့်ရှိသူဘဒုဇော်တော်နီကခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးနဲ့အကြုံရပေမဲ့လို့ တလန်းချင်းဆက်ပြီးအာနာရှင်စနစ်ကိုကြောက်ဆုံးရဲ့အတွက်ဒီဇိုင်းမမတ်ဆက်လက်လှုံ့ဆော်သွားမယ်ဆိုတော့ပြည်သူတွေကိုထပ်မံအသိပေးချင်ပါတယ်လို့မော်တော်မျိုးသိမ်းပိုက်နိုင်တဲ့အပေါ်မှာမှတ်ချက်ပြုခဲ့ပါတယ်မော်တော်မျိုးဟာထိုင်းနိုင်ငံနဲ့အထိဆက်နေတဲ့ဂုံတွေရေးမျိုးလည်းဖြစ်ပါတယ်မော်တော်ဂုံတွေစကန်ကို2013မေလမှာစတင်ဖွင့်လှစ်ခဲ့ပြီးလက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ဂုံတွေစကန်ကိုပိတ်ထားရပါတယ်ရှင် People's Wing ကအပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်အတွင်းထူးခြားသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်